ထိုင်းနိုင်ငံစမုတ်စာခွန် KI မှာအခကျင်းဝင်တဲ့ online ကနေတဆင့်ထိုင်းဘာသာစကားသင်ကြားပေးတဲ့မြန်မာဆရာမတအုပ်ကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ထိုင်းဒေတာတွင်သတင်းတွေကသိရပါတယ်။ April 19ရက်နေ့ကမြို့နယ်လူမှုကြီးကြပ်ရေးနဲ့ရဲတပ်ဖွဲ့တွေကသင်ကြားပေးနေတဲ့မြန်မာဆရာမရဲ့နေထိုင်ရာနေရာကိုဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။မြန်မာဆရာမအနေနဲ့ထိုင်းဘာသာစကားသင်ကြားမှာ Facebook နဲ့ Zoom တွေကတဆင့်သင်ကြားပေးပြီးတော့တင်နန်းကြီးဖြစ်တဲ့အုပ်ကိုဘက်ထောင်ကနေသင်ကြားပေးနေတယ်လို့ဆိုပါတယ်။ထိုင်းရဲတွေကစစ်ဆေးရမှာစာသင်ကြားသူမှနေထိုင် အလုံးလုံးခွင့်အထောက်အထားပြည်စုံရှိပေမဲ့အခကျင်းဝင်တဲ့စာတင်ကြောင်းဝင်မရှိတဲ့အတွက်အလုံးလုံးကန်ခွင့်ပါမစ်မရှိပဲအလုံးလုံးချင်းသို့မဟုတ်လောပိုင်ခွင့်အပြင်မှာလောက်ကန်ချင်းစတဲ့ဆွဲချက်တွေနဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ဆိုပါမြန်မာမျိုးသမီးကိုထိုင်းဥပဒေအရတရားဆက်ဆိုပြီးတော့နိုင်ငံရေးဆက်လက်နေထိုင်မှုကိုရုတ်သိမ်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံသားများအလုံးလုံးခွင့်လက်မဲ့မရှိပဲလောလောကန်မှာကဘတ်9000ကနေဘတ်9000ထိဒဏ်ကိုချမှတ်နိုင်ပြီးတော့ပုံမှန်တရားတရားဆိုပါနိုင်ငံသားကိုနိုင်ငံပြင်ပကိုနှင်ထုတ်ရမယ်လို့လည်းစမုတ်စာခွန် KI လူမှုကြီးကြပ်ရုံကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ တပည့်ချင်းမျိုးနယ်ရေထွက်ရွာကိုစစ်ကောင်စီကဧပြီလ18ရက်နေ့နဲ့ဧပြီလ19ရက်နေ့ဒီကနေ့မှာလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ဒေသခံ26ဦးကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။မန္တလေးတိုင်းတပည့်ချင်းမျိုးနယ်ရေထွက်ရွာဓာတ်ဆီဆိုင်ကိုစစ်တပ်ကဧပြီလ19ရက်နေ့ကလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်အသက်3နှစ်ရွယ်နဲ့နှစ်နှစ်ကျော်ရွယ်ကလေးနှစ်ဦးအပေါင်းဝင်ပြည်သူ73ဦးသေဆုံးခဲ့ပြီးတော့တိကက်ဒဏ်ရရှိသူ20ကျော်ရှိရလို့လည်းသိရပါတယ်။ဒီကနေ့ဧပြီလ18ရက်နေ့ကလည်းမန္တလေးတိုင်းတပည့်ချင်းမျိုးနယ်လက်ကျကျေးရွာနဲ့ရေထွက်ကျေးရွာတွေကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ပြည်သူ73ဦးသေဆုံးခဲ့ပြီးတော့3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ။ မန္တလေးတက္ကသိုလ်မီလောင်မှုတွင်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးဖြစ်လာပြီးပျက်စီးခဲ့တဲ့အတွက်ဆောင်မွေးပြန်ဖြေရမယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတော့ကနဦးပြောကြားထားပါတယ်။အဆိုပါဆောင်မွေးဖြစ်ဆိုမှုပေါ်ကန့်ကွက်သူတွေရှိနေပြီးတော့အစိုးရပြန်လုပ်ပြီးဆုံးဖြတ်သွားမယ်လို့လည်းပြောဆိုထားပါတယ်။၎င်းကပြောဆိုထားမှာတော့ပြန်ဖြေဖို့ကန့်ကွက်ကြတယ်ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီးတော့ဆရာဆရာမတွေကလည်းကန့်ကွက်ကြတယ်ကလေးတွေကလည်းနင်းနာတယ်ပေါ့တကယ်တမ်းကျတော့ဆောင်မွေးကပြန်ဖြေမှရမှာလေဘယ်လိုလုပ်အောင်ပြီးမလဲလို့စစ်ကောင်စီလက်အောက်ကမြန်မာနိုင်ငံစာစစ်ဌာနတာဝန်ရှိသူတူဦးကတော့ညွှန်ပြမြန်မာတနင်္လာနေ့ကိုပြောဆိုထားပါတယ်။ အင်အားပြင်းကြင်လုတ်ခတ်နေစဉ်မန္တလေးတက္ကသိုလ်မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီးတော့တက္ကသိုလ်ဝင်နဲ့ဆောင်မိုးဝဲဖြစ်လာ၄သိန်းခန့်ပျက်စီးသွားခဲ့တာလည်းဖြစ်ပါတယ်။မီးလောင်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မအဆောင်ကိုရောက်ရှိနေခဲ့တဲ့2024 2025တက္ကသိုလ်ဝင်နဲ့ဆောင်မိုးဝဲဖြစ်လာဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးဖြစ်စုသူဦးရီ46,944ဦးရဲ့ဖြစ်လာအုပ်ရီ23,940အုပ်စကန်တိုင်းဒေသကြီးကဖြစ်စုသူဦးရီ8,311ဦးရဲ့ဖြစ်လာအုပ်ရီ4,328အုပ်တချင်းပြည်နယ်ကဖြစ်စုသူဦးရီ6,699ဦးရဲ့ဖြစ်လာအုပ်ရီ9,289အုပ စုစုပေါင်းအဖြစ်တော့၄သိန်းဝန်းကျင်ပြီးတော့ပြည်စီဆုံးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့တက္ကသိုလ်ဝင်ဆောင်မွေးအောင်စင်းကိုဇွန်လမှာထုတ်ပြန်လေးရှိပေမဲ့မလီရင်ကျောင်းဩဂတ်စ်လမှာထုတ်ပြန်ပေးဖို့စီစဉ်ထားတယ်လို့လည်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိရှိရပါတယ်ခင်ဗျာ။ယူရင်းမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစာရင်းညခုနိုင်တိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပဲခင်ဗျာ။